ောင်းကိုအားလုံးပဲမင်္ဂလာပါ Dragon Visual ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့လဘဘိုးအတင်းရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့နောက်ဆုံးရသတင်းတွေကိုမြေတန်းတင်ဆက်ပေးသွားမယ်ကိုစင်မင်းပဲဖြစ်ပါတယ်ဗျာကျွန်တော်လည်းပါဘူးတင်းရဲ့ရှုံးပွဲနဲ့ပတ်သက်ပြီးတော့အတင်းရဲ့ဒါ legend နောက်ခံကစားသမားတအူဖြစ်တဲ့ဂျမင်ဂရီကာကမနေ့တုန်းကအင်တာဗျူးတစ်ခုမှာသူပြောလာတယ် ဘာပြောလာလဲဆိုတော့သူအတင်းကိုသူကြည့်ပြီးတော့ဗောလေသူရဲ့အတင်းဟောင်းဖြစ်တဲ့လဘာဘူးအတင်းကိုကြည့်ပြီးတော့သူတော်တော်လေးစိုးရင်မိတယ်ဒါကျွန်တော်အနေနဲ့ကဒီအတင်းကျွန်တော်ရဲ့အတင်းဟောင်းကိုကြည့်ပြီးတော့တော်တော်လေးစိုးရင်မိပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတင်းကမနစ်ကပုံစံနဲ့ဘာမှမတူတာတွေ့ရတယ်ကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်လည်းဘောလုံးကစားနေရတယ်မတူဘဲနဲ့ဘတ်စကတ်ဘောကစားနေတယ်လို့ပဲ key of လောက်တာကိုပဲကျွန်တော်တို့တွေ့နေရတယ်ဒီအတွက်ဒီဟာဒီမှာကျွန်တော်စိတ်ပူမိပါတယ်ဒါကြောင့်ကျွန်တော်အတင်းကိုကျွန်တော်ပြန်ကြည့်ရဲ့အခါမှာအတင်းကြီးတင်းတင်းလို့မမြင်ရပါဘူး အသင်းကြီးတသင်းလုံးမြင်ရမယ့်အစားကျွန်တော်အသင်းကဒီရာဒီမှာမလုတ်တက်မကင်တက်အသင်းတသင်းနဲ့တူနေပါတယ်လို့သူပြောသွားတယ်။ပြီးရင်လည်း front van နဲ့ပတ်သက်ပြီးတော့လေ front van ကိုအမှန်တကယ်ဆိုရင် arnest တော့အနေနဲ့က line နဲ့မှာအောက်ပြီးတော့မနစ်ကတုံးခဲ့တဲ့ကစားသမားတွေကိုပဲပြန်တုံးဖို့အတွက်တိုက်တွန်းကြပါတယ်။ဘာလို့လဲဆိုတော့မနစ်ကတုံးခဲ့တဲ့အစုအဖွဲ့ကတကယ်ကောင်းတဲ့အစုအဖွဲ့ဖြစ်တယ်လို့ front van ကလက်ရှိအသင်းနဲ့အသားကျဖို့အတွက်နည်းနည်းလေးအချိန်လိုအပ်နေသေးတယ်လို့နည်းနည်းလေးလည်းသူဒီထက်ပိုပြီး strong ကဖြစ်ဖို့အတွက်လိုအပ်ပါတယ်လို့သူအကြံပြုပြီးပြောသွားတယ်။ဆိုတော့ ဒါဂျမင်းဂရင်ကကသူပြောထားတဲ့ဒါအင်တာဗျူးမှာသူ့ရဲ့အနှစ်ချုပ်ကသူပြောချင်တာကလီဗာပူးအသင်းကမနစ်ကအသင်းနဲ့မတူတော့ဘူးမနစ်ကအသင်းကစားပုံမျိုးလည်းမရှိနေဘူးပြီးခဲ့တဲ့ကစားပုံတွေကလည်းတော်တော်လေးကိုမှဆိုးရွားခဲ့တယ်ဖရန်ဘက်ကလည်းလက်ရှိမှာအသင်းရဲ့ line နဲ့ကနေပြီးတော့ခဏဖယ်ထားပြီးတော့မနစ်ကကစားခဲ့တဲ့ three goal အသုံးအတွဲကိုပဲမြင်သုံးစေချင်တယ်ဖရန်ဘက်ကလက်ရှိမှာအသင်းအတွက်အသားကျဖို့အတွက်လိုအပ်နေသေးတယ်လို့သူ့ကိုသူ့ကိုယ်တိုင်ကလည်းဒီထက်ပိုပြီးတော့ strong ကဖြစ်ဖို့အတွက်လိုအပ်နေသေးတယ်လို့သူပြောသွားတာပေါ့လေဆိုတော့ဒါကိုကျွန်တော်ပြန်ကြည့်ရမယ်ဆိုရင် ရော်နီပြအာနက်ရှော့ကဒါသူတာဝန်ယူထားတဲ့အရာတွေအများကြီးရှိတယ်ဗျာ။ဒီအရာဒီမှာသူတာဝန်ယူပြီးလုပ်သွားတဲ့အရာတွေအများကြီးရှိတယ်။အဲ့ဒါကသူအပြောင်းရွှေ့ဈေးကွက်မှာသူလိုချင်တဲ့ကစားသမားတွေကိုအဓိကကစားပြီးတော့ခေါ်ပေးတဲ့အရာကစတာပေါ့လေ။သူလိုချင်တဲ့ကစားသမားတွေကိုသူအတင်းရဲ့ဘုတ်ဖွဲ့မှာသူတောင်းဆိုတယ်။ FFG ကရောက်အောင်ခေါ်ပေးတယ်။အဲ့ဒီအတွက်သူလိုချင်တဲ့ကစားသမားကိုရောက်အောင်ခေါ်ပေးထားတာဖြစ်တဲ့အတွက်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ slot ကသူကိုယ်တိုင်အများကြီးတာဝန်ရှိတယ်လို့သူ့ကိုယ်သူခံယူထားတဲ့ပုံရတယ်။ဒါကြောင့်ပို့လို့ပဲလက်ရှိမှာ front back flow ဖြစ်မှာသူအရန်စိုးရင်နေပုံရတယ် front back flow မဖြစ်ဖို့အတွက်ကို front back ကိုဘယ်နေရာမှာထားသုံးရမလဲ front back နဲ့အသားကျမဲ့ကစားပုံမျိုးကဘယ်ကစားပုံမျိုးဖြစ်မလဲဒါကို slot အနေနဲ့တော်တော်လေးကိုလိုက်ပြီးတော့ရှာဖွေနေတဲ့ပုံစံမျိုးကိုကျွန်တော်တို့တပွဲထက်တပွဲပိုတိတတတိတိတတကိုမြင်လာရတယ် front back ကအစားလုံးကသူ number 10လုံးနေမှာကစားတယ်အလုံးမဖြစ်ဘူးရတယ်သူတောင်းဝန်ထွက်ကစားတယ်အခုဆိုရင်တောင်းဝန်မှာအလုံးမဖြစ်ဘူးဒါသူထပ်ပြီးတော့ front back နဲ့ပတ်သက်ပြီးသူထပ်ပြီးတော့ရှာဖွေနေအောင်မယ်လို့ပဲထင်တယ်။အဲဒီညမှာ grade card ပြောသွားတယ်လို့ပဲ ရန်ဘက်ကိုလက်ရှိမှာခဏလေးလိုင်းနဲ့အောက်ပြီးတော့အသင်းရဲ့ရလက်ပိုင်းကြီးတည်ငြိမ်လာတဲ့အခါမှာဖရန်ဘက်ကိုပြန်ရှာဖွေတာကပိုပြီးတော့အလုပ်ဖြစ်မယ်လို့ထင်တယ်။ဒါကတော့တော်တော်လေးကောင်းတဲ့အရာတစ်ခုဖြစ်တယ်။တကယ်ကောင်းတဲ့မှတ်ချက်ဖြစ်တယ်လို့တကယ်ကောင်းတဲ့ဒါသုံးသက်ပြသွားတဲ့အရာတစ်ခုဖြစ်တယ်လို့ပဲကျွန်တော်ကတော့ထင်တယ်ပေါ့လေ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘဝအသင်းမှာလက်ရှိကဒါရလက်ပိုင်းကလည်းဒီနှစ်ပွဲဆက်တိုက်တော်တော်လေးဆိုးရွားခဲ့တယ်။ ော်တော်လေးဆိုးရွားတကယ်တယ်ဆိုတာလည်းဗျာရလက်ပိုင်းကတော့ဒါဂိုးပြတ်ကြီးတော့မဟုတ်ဘူးတုံးပေမဲ့အဲ့ဒီနှစ်ပွဲမှာကစားခဲ့တဲ့ကစားပုံတွေကတော်တော်လေးကိုဆိုးဆိုးရွားဖြစ်ခဲ့တာဗျဟိုကျွန်တော်ကိုယ်လည်းအကုန်လုံးသိတဲ့အတိုင်းခရစ်ရှယ်ပဲလေးဆိုရင်လည်းကန်ကောင်းလို့ဂိုးမပြတ်ခဲ့တာဂါလာဒါဆာရီနဲ့လည်းအတူတူပဲဗျာကျွန်တော်အဲ့ဒီပွဲမှာအလီဆင်ဘက်ကနှစ်ပွဲလုံးကဲခဲ့လို့ကျွန်တော်ဂိုးမပြတ်ဘူးဆိုတဲ့အနေထားနဲ့ကျွန်တော်ကြုံခဲ့ရတာဒါပြင်ဆိုရင်ကျွန်တော်တေချာပေါက်ဂိုးပြတ်အောင်ပါတေချာဘောက်က3ဂိုးလောက်ပြီးပြီးကျွန်တော်ရှုံးရမယ့်အနေထားပေါ့လေဆိုတော့ရောလော်ဘူးတင်ကဒီထက်ပိုပြီးတော့ဒါပိုကောင်းတဲ့အတင်းတစ်ခုဖြစ်ဖို့အတွက်ဆိုရင် ရလတ်ပိုင်းကိုအရင်ဆုံးတည်ငြိမ်အောင်လုပ်ဖို့အတွက်လိုအပ်တယ်။ရလတ်ပိုင်းတည်ငြိမ်လာမှဒါကျွန်တော်နီပြအာနစ်စတောအနေနဲ့ကသူဒါ front run တို့ဘာတို့ကိုပြန်ရှာဖွေတဲ့အလုပ်ကိုလုပ်တင်တယ်။ပြီးခဲ့တဲ့ရာသီကဆိုရင်ညာကျွန်တော်တို့ကွင်းလယ်မှာက dominic sovo အတိုင်းကနံပါတ်10ရိုးနေရာမှာကစားတယ်။အဲဒါ man alistair ကနံပါတ်8ရိုးနဲ့ဒါ grawen back ကနံပါတ်6ရိုးမှာကစားတယ်။ဒီဇာသမားကဒီဇာသမား၃လုံးကဗျာ rotation လဲပြီးတော့သူတို့ဘာသူတို့နားလည်မှုနဲ့ကစားနေတာဗျာနံပါတ်10ရိုးနေရာမှာလေ dominic sovo စလန်ကအသေးမနေဘူး။ အဲပြီးလို့ရှိရင်ကော်ရမ်ဘတ်ဘက်ကလည်းနံပါတ်7ရိုးနေရာမှာအမြဲတမ်းကစားနေတာမဟုတ်ဘူးနံပါတ်8ရိုးနေရာမှာလည်းအလစ်စ်ဘက်ကကအမြဲတမ်းထိုင်ပြီးကစားနေတာမဟုတ်ဘူးအဆင်ပြေရင်ပြေတယ်လို့ပြောဒီလိုမျိုးလှဲ့လှဲ့ပြီးတော့သုံးတာဆိုတော့တော်တော်လေးကိုဒီစားမှာ3ယောက်ကငကိုလေးကဗျာတော်တော်လေးကိုကွန်နက်ရှိပြီးသားပလေးရမင်းတို့ကြိုက်တဲ့အချိန်သွားပြီးတော့ဆော့ဟိုအာနယ်တော့နေကကြားတယ်မင်းတို့ပါမင်းတို့ကွင်းထဲမှာကြိုက်တယ်လို့ဆော့လို့ပြောပြောပြီးတော့လွတ်လိုက်မယ်ဆိုရင်တော့ဒီစားမှာ3ယောက်ကသူ့ဟာနဲ့သူအဆင်ပြေနေဦးမှာတော်ရင်မဲ့ဒီအသင်းမှာ front back ရောက်လာတဲ့အပေါ်မှာ ဂရမ်ဘက်ကနံပါတ်7ရူးနေရာကနေပြီးတော့တိုက်စစ်ကိုနည်းနည်းကူးပြောင်းနေဒီနေရာမှာသူနည်းနည်းပို့ပြီးတော့လွတ်လွတ်လပ်လပ်ကစားလာရတယ်တိုက်စစ်ကိုလည်းနည်းနည်းလိုက်လာတယ်အဲအဲ့ဒီအချိန်မှာဒါအလစ်စတာကလည်းနံပါတ်8ရူးနေရာမှာသူကကျတော့အသေနေရတယ်သူ rotation လဲလို့မရဘူးဗျာဘာလို့လဲဆိုတော့ rotation လဲလို့မရတဲ့နေရာမှာနံပါတ်10ရူးနေရာကဖရွန်ဘက်ကနံပါတ်10ရူးအစ်စ်တယ်ကစားတယ်နံပါတ်10ရူးစစ်စစ်ပဲကစားတယ်အဲ့တော့ဒါမနစ်ကလိုမျိုး dominant support style နဲ့သူ rotation လဲပြီးကစားတယ်ကစားလို့မရအောင်အဲ့တော့ dominant support style မဟုတ်တဲ့အတွက်အဲတစ်ဖက်က အလစ်ဆာကလည်းတော်တော်လေးတိုင်ပတ်တယ်ဒီအချိန်မှာတော်တော်လေးကိုတိုင်ပတ်နေအောင်ကျွန်တော်တွေ့ရတယ်။အဲ့အတွက်ဟောကျွန်တော်ရှေ့မှာပြောခဲ့သလိုပြအလစ်ဆာပါလို့ရှိရင် front back ကတိုင်ပတ်တယ် front back ပါရင်အလစ်ဆာကတိုင်ပတ်တယ်ဒီသူတို့နှစ်ဦးလုံးတိုင်ပတ်တာဗျာသူတို့နှစ်ဦးလုံးပွဲတဲ့ကိုထိုးထည့်ပေးလိုက်ပြီဆိုတာနဲ့ပွဲတဲ့ကိုကွင်းထဲကိုထည့်ပေးလိုက်ပြီဆိုတာနဲ့အဲ့ကွင်းထဲမှာကနှစ်ယောက်လုံးကတိုင်ပတ်နေတယ်တယောက်မဟုတ်တယောက်ကဘုံမြေထမ်းတိုင်ပတ်နေဆိုတော့ဒါကိုရှာဖွေမဲ့အစားမနစ်ကလိုမျိုးပဲ dominate soul sign ကို number 10ဦးနေမှာ၃ အဲအဲ့လိုမျိုးတုံးသွားမယ်ဆိုရင်တော့အသင်းကပြန်ပြီးတော့ရလပိုင်းတည်ငြိမ်လာမယ်လို့တော့ကျွန်တော်ထင်တယ်ကျွန်တော်အဲ့လိုတော့မြင်တယ်ပေါ့လေဒါက Greger ရဲ့ဒါ Jamin Greger ရဲ့ကျွန်တော်ရဲ့လက်ချံကြီးပေါ့လေကျွန်တော်ရဲ့တကယ်ကံဝင်ကြီးဖြစ်တဲ့ Jamin Greger ရဲ့သူ့ရဲ့ပြောစကားကိုမူတည်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမယ်ဆိုရင်သူပြောတာကလည်းတော်တော်လေးတော့ရုပ်တည်လည်းရှိတယ်လို့တော်တော်လေးလည်းဖြစ်နိုင်ဖို့ဂျာအိမ်နှုံးတော်တော်များတယ်ဗျာသူပြောတဲ့အတိုင်းနေဆိုရင်သူပြောတဲ့အတိုင်းကတကယ်လည်းဖြစ်တဲ့အရာတွေဖြစ်တယ်ဆိုတော့ကျွန်တော်မျှော်လင့်ရမှာပေါ့ဗျာကျွန်တော်မျှော်လင့်ရမှာက Arnesian နေကဒီယာဒီမှာ အဲသူ front back ကိုရှာပွေနေတာတွေကိုနည်းနည်းလေးစိတ်လျှော့လိုက်တင်စိတ်လျှော့ပြီးတော့ဒါလှုပ်တင်တာကိုအရင်တော့ဦးစားပေးပြီးလှုပ်တင်တယ်လို့ထင်တယ်ဘယ်လိုပြောမလဲပြတစ်ဖက်ကအတင်းပြိုင်ပတ်အတင်းတွေက front back ကိုအချိန်ပေးမှာမဟုတ်ကျွန်တော်တို့အတင်းကလည်းအချိန်ပေးတာဗျာပြိုင်ပတ်အတင်းတွေက front back ကိုအချိန်ပေးမှာမဟုတ်ဒီညမှာအချိန်မပေးဘူးဆိုတာဘာကိုဆိုလို့တလဲဆိုတော့ပြိုင်ပတ်အတင်းတွေက front back ကြိုက်တဲ့ကစားပုံမျိုးတွေကစားပေးမှာမဟုတ်ခွာပြီးတော့ကစားတာတွေ နည်းနည်း aggressive ဖြစ်တဲ့ပုံစံမျိုးကနေနည်းနည်း smooth ဖြစ်တဲ့ပုံစံမျိုးကိုပြောင်းပြီးတော့ကစားပေးတာတွေပြန်ပြန်အသင်းကလုပ်ပြီးမှမဟုတ်ဘူးအဲ့အတွက်ကိုရင်နေက front back ကိုဒီတိုင်းမင်းဆက်ပြီးတော့ရှာဖွေနေမယ်ဆိုရင်ကျွန်တော်တို့ lightly wheelie ဖြစ်နေုံမလို့ထင်တယ်။အဲ့အတွက် front back ကိုနည်းနည်းလေးသူ့ကို pressure ပေးတဲ့အနေနဲ့နည်းနည်းလေးအောက်လိုက်။အောက်ပြီးတော့ဖြစ်စေချင်တာကိုပြောတာပေါ့လေ။ဒါကျွန်တော်ဖြစ်စေချင်တာကိုပြောတာ။သူ့ကို pressure ပေးတဲ့အတိုင်းနည်းနည်းလေး line နဲ့လေးအောက်လိုက်။ line နဲ့လေးအောက်ပြီးတော့မနစ်ကပုံစံအတိုင်းပဲပြန်သုံး။ အဲ့ဒါဆိုရင်တေချာပေါက်ရလက်တစ်ခုကတော့ကျွန်တော်တို့ဒါထိုက်တဲ့နဲ့ရလက်တွေပြန်ရလာမယ်ထင်တယ်ရလက်တွေပြန်ပြီးတော့တည်ငြိမ်လာတဲ့အခါမှာသူ့ကို pressure တွေကနည်းနည်းလေး pressure တွေကနေဆွဲထုတ်ဆွဲထုတ်ပြီးတော့ပြန်သုံးဒါဆိုရင်သူလည်းပို့ပြီးတော့ကောင်းတဲ့ကာသမတအူဖြစ်လာနိုင်တယ်လို့ကျွန်တော်တို့ပြန်ပြီးတော့ front back ကို line တွေဝေးလေမဖြစ်တော့ဘဲနဲ့ကျွန်တော်တို့အချိန်တန် front back ကိုပြန်တွေးနိုင်ရတဲ့အချိန်တွေမျိုးတွေရှိအောင်ပါဒါကျွန်တော်ရဲ့အမြင်ကိုပြောတာပါလေအဲ့လိုမျိုးဆိုရင်တော့ကျွန်တော် front back ကိုပြန်ရနိုင်သေးတယ်ဒါမှမဟုတ်ဘဲနဲ့ DRD မှာ arnish တော့ down shot လောက်လာတဲ့အတိုင်း ဖရွန်ရန်နဲ့အမြဲတမ်းအသုံးအသားကြမဲ့ကစားပုံမျိုးတွေအမြဲတမ်းဖရွန်ရန်နဲ့အဆင်ပြေမဲ့ကစားပုံတွေလိုက်ရှာပြီးတော့တုံးနေမယ်ဆိုရင်တော့နော်ဖရွန်ဘက်ကိုလိုက်လေဝေးလေဖြစ်နေုံပဲလို့ပဲကျွန်တော်ထင်တယ်။ဆိုတော့ဒီနေရာမှာဂျမင်းကွင်ကကျွန်တော်တို့ရဲ့လက်ကြံကြီးပြောသွားတဲ့စကားကိုလည်းတကယ်တမ်းကို appreciate လုပ်တယ်တကယ်တမ်းကိုချီးကျူးတယ်အသင်းနဲ့ပတ်သက်ပြီးတော့အခုအချိန်အထိပြားကျွန်တော်တို့ကိုလိုက်ပြီးတော့နောက်ကနေပြီးတော့တစ်ခေါက်ခေါက်ကြည့်ပြီးတော့အမြဲတမ်းထောက်ပြနေတဲ့တကယ်လက်ကြံကြီးနော်ကိုရီကောဂျမင်းကွင်ကကျွန်တော်တို့ရဲ့လက်ကြံကြီးနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ရလဲ။ချက်လောက်ဆွေးနွေးကြအောင်ကျွန်တော်ရဲ့ တော့လဲလိုင်း subscribe လုပ်ပြီးတော့ကျေးဇူးများအားဒီမှာပြ